ကဲအားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်မြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံထဲမှာနေပြီးတော့မြန်မာနိုင်ငံเจ้าတွေမသိကြဘူးလေဒါတွေကိုသိစေချင်တဲ့အတွက်ကြောင့်ကျွန်တော်မဟာဗမာချင်းကျော်လင်ကကျွန်တော်နိုင်တဲ့ဘက်ကနေပြီးတော့ဝင်ပြပေးနေတာဖြစ်ပါတယ်အဲ့တော့ခေါင်းစဉ်လေးကညီကဲ့သို့သောအစိုးရဖြစ်မြန်မာနိုင်ငံတွေရှိခဲ့သည်နီးအဲ့တော့မြန်မာနိုင်ငံမှာရှိခဲ့တဲ့အစိုးရအမျိုးသားနှစ်မျိုးပဲရှိတယ်ဗျာ เนาะအဲ့ဒါကိုကျွန်တော်က constitution နဲ့ government နဲ့ constitution နဲ့ government ဆိုပြီးတော့နှစ်မျိုးပဲရှိပါတယ်အဲ့တော့ constitution နဲ့ government ဆိုတာကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့အစိုးရကို constitution နဲ့ government လို့ခေါ်ပါတယ် constitution နဲ့ government ဆိုတာကဖွဲ့စည်းပုံကိုပယ်ဖျက်ပြီးတော့စစ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်တဲ့အစိုးရကို constitution နဲ့ government လို့ခေါ်ပါတယ် မြင်အောင်ပြလို့ရှိရင်တော့ဖာစာဗလာခေ1948ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာပါလီမန်ဒီမိုကရေစီအစိုးရလဲကွန်စတီကျူရှင်နဲ့အစိုးရအိမ်ဆောက်အစိုးရဥနေဝင်အစိုးရလဲကွန်စတီကျူရှင်နဲ့အစိုးရပါထစားအစိုးရဥလူအစိုးရလဲပဲကွန်စတီကျူရှင်နဲ့အစိုးရဖြစ်ပါတယ်1960နှစ်မတ်လ2ရက်နေ့မှာအာနာတင်လိုက်တဲ့အခါကျတော့ဥနေဝင်ရအာနာတင်လိုက်တော့ တော်လည်းကောင်စီထွက်လာတဲ့ခါကျတော့လေးဆက်ကွန်ကိုပယ်ဖျက်လိုက်တဲ့အတွက်ကြောင့်စစ်အုပ်ချုပ်ရေးအစစ်ဖြစ်သွားတဲ့အတွက်ကြောင့် Constitution လက် Government လို့ခေါ်ပါတယ်။အဲ့ဒီလိုနဲ့ဥနေဝင်ရ84ဖွဲ့စည်းပုံကိုပြန်ပေါ်လိုက်တော့ Constitution နဲ့ Government ပြန်ပေါ်လာတယ်။အဲ့ဒီမှာပြဿနာတွေထပ်တတ်တယ်။နော်။အိုနဝတနာဖအစိုးရပေါ်လာတော့ဘာဖြစ်လဲ84ဖွဲ့စည်းပုံကိုဖျက်ပစ်လိုက်တဲ့ခါကျတော့ စစ်အုပ်ချုပ်ရေးအစ်စ်ဖြစ်တဲ့ constitutional government ပြန်ဖြစ်သွားတယ်။အဲ့ဒီလိုနဲ့အမျိုးသားညီလာခံကြီးကျင်းပတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်လာပြီးတော့ဥသိမ်းစေအရသာအစိုးရကြီးဒီမိုကရေစီခေတ်စတော့ constitutional government ပြန်ဖြစ်လာတယ်။အခုချိန်ထိလည်းပဲမြန်မာနိုင်ငံမှာဖွဲ့စည်းပုံအခြေခံဥပဒေကပယ်ဖျက်မှုမရှိတာဘူး။ဖစာအုပ်တိုင်းကိုသွားနေတဲ့အတွက်ကြောင့် constitutional government လို့ခေါ်ပါတယ်။ အဲ့တော့မြန်မာနိုင်ငံသားတွေအလွယ်မှတ်နိုင်စေဖို့ကျွန်တော်ကဝင်ပြပေးနေခြင်းဖြစ်ပါတယ် Constitution နဲ့ Government နဲ့ Constitution နဲ့ Government ဘလို့အစိုးရလဲဆိုတာဘလို့အစိုးရတွေမြန်မာနိုင်ငံမှာရှိနေတယ်ဆိုတာကိုနားလည်ဖို့လိုအပ်ပါတယ်ဒါလေးကိုသိစေခြင်းလို့ဝင်ပြပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်မဟာဗမာဂျင်းကျော်လင်းဖြစ်ပါတယ်